။ဦးဇင်းတို့သူတပြင်းအဲ့ဒီကွယ်လွန်သွားတဲ့ပုံကိုယ်တွေကိုယေစုပြီလူတဲ့အခါမှာအရန်ရည်ကြည်တယ်နော်။ဟိုဒက္ခနာဝိပင်ကတုတ်တံအထက်ကနာအဖွင့်ထဲမှာလေ။သူကကုသိုလ်ကောင်းမှုတွေကိုအမြပေးဝင်တယ်ဆိုတာတိလန့်ရှိတဲ့တန်ခါတော်တွေကိုပင့်ပြီးတော့ကုသိုလ်ကောင်းမှုအမြဝေရမှာ။ဒါကြောင့်သူတို့အထက်ကနာထဲမှာပြောတယ်လေ။ဒုတိယယဟန်တစ်ပါးကိုပင့်ပြီးတော့အမြဝေတာလေ။နော်။အမြဝင်တဲ့အခါမှာတည်သွားတဲ့ပိတ်တာကအမြမရအောင်။မရတော့အိမ်မက်ပေးတယ်လေ။ငါအမြမရဘူးဆိုတော့ တန်ခဲ့တဲ့သမီးကနားမလဲဘူးနားမလဲတော့နောက်တစ်ပါးပြင်ပြန်တယ်ပြင်တဲ့ဘုန်းကြီးကလည်းဒုတိယဘုန်းကြီးဖြစ်နေပြန်ကောစွန်နေပါလေကတ်ပြီးတော့ရားလေးကုတုအမြဝဲမကျွတ်ပြန်ဘူးမကျွတ်တော့အိမ်မပြန်ပြေးပြန်ငါရမယ်ကုတုတွေကိုဒုတိယရယူသွားတယ်အဲ့ခါကျမှသမီးကနားလဲတာဒုတိယယူသွားတယ်ဆိုတော့သဘောပေါက်သွားတာဝေစုမရဘူးပေါ့နော်အဲ့ခါကျမှတီလရှိတဲ့တန်ခါကိုပင့်ပြီးတော့အမြဝေမှာတတိယနေ့ကျမှကြွတ်သွားတာနော်အဲဒါကြောင့်ဒါဦးဇင်းတို့မြန်မာနိုင်ငံမှာရက်လေဆိုနေအရေးကြီးတယ်လေနော်အဲဒါကြောင့်ကိုယ်ဆရာတော်တန်ခါတော်တွေကိုတန်တန်ရှင်းရှင်းနေဖြစ်ရင်ကောင်းတယ် ော်အဲ့တော့အလူခံလဲစင်ကြယ်အလူချင်းလဲစင်ကြယ်လူပဲဝတ္ထုလဲစင်ကြယ်ရင်သိကောင်းတယ်အဲ့ဒါမှပြင်လွန်သွားတဲ့ပုံကိုယ်တွေကိုအမြပေးရတာအဆင်ပြေတယ်မဟုတ်ရင်ပြင်လွန်သွားတဲ့ပုံကိုယ်တွေအမြရမရမသေးချာဘူးပေါ့အကယ်၍တချို့ကမေးတယ်ရှင်မင်းတပည့်တို့ပတ်ဝန်းကျင်တွေမှာတီလာမရှိတဲ့တန်ခါတွေဟိုတီလာရှိတဲ့တန်ခါတွေကရှားတယ်ပေါ့ဗျာနော်အဲ့တော့ဘယ်လိုလုပ်ပြစ်မလဲပေါ့ပြောကြတယ်အဲ့တော့မာကရွန်ဆယ်ရရတော့လမ်းညွန်ပါဒီလိုဘယ်လိုပြောရလဲအကြံပြုလဲဆိုတော့အကယ်၍တီလာရှိတဲ့တန်ခါကိုပြင်လို့ရရင်ပြင်ကောင်းတယ်နော်အကယ်တီလာရှိတဲ့တန်ခါကိုပြင်လို့မရခဲ့ရင်တော့တဲ့ ရှိတဲ့တန်ခါကိုပဲပင့်လိုက်သို့တော့သူ့ကိုလုံးဝအာရုံမပြုပါနဲ့နော်အတန်ခါကိုအာရုံပြုပါအရေးကြီးတယ်ဒါသူ့ကိုအာရုံပြုပြီးလို့ရင်တော့ရမှာမဟုတ်ဘူးတဲ့နော်နီးနီးစနစ်ပေးတာနော်အဲ့တော့တန်ခါကိုအသေးချာအာရုံပြုတန်ခါဂုံတော်ကိုပွားများပြီးတော့လှူဒန်းနော်ဒီပုဂ္ဂိုလ်ကိုလှူတယ်လို့ဆိုင်ထဲမှာလုံးဝမတော်မထားနဲ့နော်သူကကိုစားတန်ခါကိုစားလာလူခံပေးတယ်လို့သဘောထားဟုတ်ပြီနော်ဒီပုဂ္ဂိုလ်ကလူတာမဟုတ်ဘူးတန်ခါကိုလူတာအဲ့တော့ तू ကတန်ခါကိုစားလာလူခံပေးတာအဲ့လိုနဲ့နှလုံးသွင်းအဲ့လိုဆိုရင်တော့သူတို့တန်ခါကိုလူတဲ့နဲ့ကုသိုလ်ပြန်ကြအကျိုးကြည့်တယ်အဲ့ဒါဆိုတော့အမြတ်ဝေလို့ရသွားတယ် နော်ဖြစ်နိုင်ရင်တိလရှိတဲ့တန်ခါကိုပင့်မဖြစ်နိုင်ဘူးဆိုရင်တော့ရှိတဲ့တန်ခါကိုပဲပင့်နိုင်ပြီးတော့သူ့ကိုလုံးဝအောင်မပြုဘဲနဲ့တန်ခါအောင်မပြုပြီးလူသူတို့နီးလန်းပေးထားပါတယ်နော်အကြောင်းကျလို့ကိုယ့်ရဲ့လေယာဉ်မြေကောင်းတွေတန့်မှာအကျိုးကြည့်မယ်အကျိုးကြည့်မှာအမြတ်ဝေလို့ရမယ်ဟုတ်ပြီနော်အကျိုးမကြည့်အမြတ်ဝေလို့မရဘူးအဲကြောင့်အကျိုးကြည့်ဖို့တဲ့ဆိုလို့လေယာဉ်မြေကောင်းတွေလောက်ရမှာနော်လိုတယ်လိုရှိတယ်မနက်ရေးထားပါတယ်နော်အဲ့ဒီဝိတုလေးအချင်းချုပ်ရေးထားတယ်ရှိကတကားတဦးသည်ကွယ်လွန်သွားသောဆွေမျိုးတဦးအတွက်ရည်စူး၍ ယဟန်တမန်ကိုပြင်းရဆုံးနေသင်္ကန်းလူလေဤထိုယဟန်ကသီလမစင်ကြဲသောဒုတိယပုဂ္ဂိုလ်ဖြစ်နေဤထို့နောက်ကွယ်လွန်သူအားကုသိုလ်အဖို့ကိုအမြပေးဝေဤထိုညင်း၌အိမ်မက်တဲ့ဝဲထိုအလူချင်းတကာအားကွယ်လွန်သူကငါအတွေ့ကုသိုလ်အဖို့ကိုဒုတိယကြီးကလူယူသွားတယ်ငါမရဘူးပြောဆိုလေဤနော်လူယူသွားတယ်ငါမရတော့ဘူးထိုအခါစင်သီလစင်ကြဲသောအခြားယဟန်တမန်ကိုပြင်း၍ထက်မှန်လူတန်းကကုသိုလ်အဖို့ကိုအမြပေးဝေလိုင်းမှာတာလူခေါ်နိုင်သဖြင့်ကုသိုလ်အဖို့ရရှိကချမ်းသာသူကအမျိုးမျိုးကို ခံစားသွားရလေသည်ထို့ကြောင့်ရဟန်းတော်များ၏တိရစင်ကြင်မှုသည်အလိုရှင်တက္ကတက္ကမများအတွက်လွန်စွာအကျိုးကျေးဇူးများလာပေသည်နော်အဲတော့ကိုယ့်ရဲ့ဒီလေယာမြေကောင်းတွေတန့်ရှင်းဖို့တော့လေတက္ကမတွေဝိုင်းစူးစားရမယ်နော်အဲ့လိုစူးစားရမယ်ဒါကြောင့်လည်းမြတ်စွာဘုရားကခဏခဏပြောတာရှိရလေဟိုဝိဇယဒါနသုက္ကရပတ္တထံဆိုတာရွေးချယ်ဆစေပြီးလူတန်းချင်းကိုဘုရားရှင်ရှင်းမွေးနေဆိုတာလေဘုရားရှင်ဒါတုတ်တန်တော်တော်များများဟောထားတယ်ရွေးချယ်ဆစေပြီးတော့လူတန်းချင်းဟာဒါသုက္ကရပတ္တထံဘုရားရှင်းမွေးနေတယ်အဲ့တော့ရွေးချယ်တာကနှမျိုးရှိတယ်ပေါ့ အဆက်တဲ့ပစ္စည်းမဆက်တဲ့ပစ္စည်းရွေးချယ်ရမယ်။တိလန်းရှိတဲ့ပုဂ္ဂိုလ်တိလန်းမရှိတဲ့ပုဂ္ဂိုလ်ရွေးချယ်ရမယ်။ရွေးချယ်ဖို့ရွှေ့နေနည်းရှိတယ်သူကနော်။အဲ့တော့ဒီပစ္စည်းတွေတန်ဃာတော်များနဲ့အဆက်လားမဆက်ဘူးလား။အဆက်တဲ့ပစ္စည်းဆိုရင်ဓာတ်ရည်လူမယ်။မဆက်တဲ့ပစ္စည်းဆိုရင်တန်ဃာတော်များဓာတ်ရည်မကပ်ဘူး။ကပ်ပြရနဲ့တဆင့်လူမယ်။အဲ့တော့အဲ့ဒါကိုလည်းဦးဇုံရွေးချယ်ရမယ်။နောက်တစ်ခါနံပါတ်1ကပုဂ္ဂိုလ်ကိုလည်းရွေးချယ်ရမယ်။နော်။အဲ့ဒီပုဂ္ဂိုလ်ကတိလန်းရှိလားမရှိလားပုဂ္ဂိုလ်လည်းရွေးချယ်ရမယ်။အဲ့အရာမျိုးပေါ့မြတ်စွာဘုရားကရွေးချယ်လူတန်းမှုကိုရှင်းမွှန်းတယ်ဆိုတာအဲ့လိုရွေးချယ်မှုနှစ်ခုတတ်မှတ်ပေးထားတယ်